ဒီနေ့မှာတော့ကျမတို့နေ့စဉ်တောင်းနေတဲ့အကင်ခဲပြောက်စည်းတွေကကျမတို့ရဲ့အစာအိမ်ကိုထိခိုက်တာဘာကြောင့်လဲပေါ့နော်သူတို့ရဲ့အာနိသင်တွေကအစာအိမ်ပေါ်မှာဘယ်လိုမျိုးသွားပြီးတော့တက်ရောက်မှုရှိရလဲ ਨੇ ပတ်သက်ပြီးတော့ပြောပြပေးသားချင်ပါတယ်ကျမကတော့မောင်ပွင့်ပြုံးဝင်းမှာဇေဝပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်ไก่เค้ปี่ยวซี้ဆိုတာဟိုကျမတို့တော်တော်များများပေါ့เนาะနေတူကတောက်ကြလေးရှိတယ်ไก่တဲ့ခါမှာတောက်တယ်ခေါင်းไก่တဲ့ခါမှာတောက်တယ် ဖြားတဲ့အခါမှာတောက်တယ်။ဘိုင်းနာတဲ့အခါမှာဒီမဆွေရှင်ပိန်းပေါ့နော်။အာဘိုင်းနာတဲ့အခါမှာတောက်တယ်။ဒါမျိုးတွေတောက်လို့ရှိတယ်ဘလို့ဟာရည်လဲဆိုတော့ကြတော့ဒိုင်ဂလိုဖန်နင်းလိုဟာမျိုး IP ပရိုပန်လိုဟာမျိုးနောက်ပြီးတော့ကြတော့ဗီဗက်နမစ်လိုဟာမျိုးပေါ့နော်။ဒါမျိုးတွေကိုနေစဉ်ပေါ့နော်။အာနေစဉ်ဆိုဒီကြိုက်တယ်ခဲတဲ့အခါမှာတောက်ကြလိမ့်ရှိရယ်ပေါ့နော်။အဲ့မှာဆိုရင်ကျမတို့အမြဲပြောလိမ့်ရှိတယ်။ကြိုက်ခဲပြောက်စေးတောက်ရင်အစာစားပြီးမှတောက်ပါ။အစာရင်ကို ထိပါဆိုလို့အစာမရှိဘဲနဲ့လည်းမတောက်ပါနဲ့။အစာရင်ဖြစ်နေရယ်ဆိုရင်လည်း မတောက်ပါနဲ့ဆိုပြီးတော့ကျမတို့အမြဲပြောလို့ရှိပါတယ်အဲ့ဒါဘာကြောင့်လဲဆိုကြတော့ဒီအကြိုက်ခဲပျောက်ဆေးလို့ခေါ်ရဲပေါ့နော် NSAID nasty right တဲ့ anti inflammatory drug ပေါ့နော်အဲ့ဒီဆေးရဲ့အဲအလုပ်လုပ်ပုံလေးကိုအနေငယ်ရှင်းပြပေးချင်ပါတယ်အဲ့ဒီ NSAID တွေကသူကအဓိကပေါ့နော်အော်ကျမတို့ဒီ prostaglandin hormone ကိုထွက်စေတယ်ပေါ့နော်အော်တနည်းအားဖြင့်တစ်ဖက်တစ်လမ်းကနေပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ cox1 enzyme cox2 enzyme ကိုတွားသွားပြီးတော့တားပေးတာပေါ့နော်အဲ့မ ပါဆိုလို့ရှိရင်ကောက်ဖွန်းအင်ဇိုင်းကိုသူကသွားပြီးတော့တားလိုက်ခြင်းအားဖြင့်အဲဆေးတောက်လိုက်တယ်ဆိုရင်ခနာကိုယ်ထဲမှာရှိတဲ့ကောက်ဖွန်းအင်ဇိုင်းကိုတားလိုက်တဲ့ခြင်းအပြင်ပရိုစတာဂလက်တင်ဆိုတဲ့ဟော်မုန်းကို တခါတွားပြီးတော့တားလိုက်တာပေါ့နော်အဲ့မှာ prostaglandin hormone ကိုတွားတားလိုက်ခြင်းအပြင်ဘာဖြစ်လဲကျမတို့အကြိုက်ခဲတွေနားလည်တင်တာတွေတနည်းအားဖြင့်သစ္စာသွားတယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကြတော့အဲ့ဒီ prostaglandin hormone ဆိုတာကအာသူကဒီအစာအိမ်မှာဆိုလို့ရှိရင်တကယ်တကယ်ကကြတော့သူကအစာအိမ်ကိုကာကွယ်ပေးနေသောအရာပေါ့နော်အဲသူကဘယ်လိုကာကွယ်ပေးနေလဲဆိုတော့ကြတော့ဒီအစာအိမ်ရဲ့နံရံပါပေါ့နော်အာသူကလေယာတစ်ခုအနေနဲ့ mucus လေယာလေးတစ်ခုအနေနဲ့သူက အာအလွှာတစ်ခုနေနဲ့ကာကွယ်ပေးထားပါဗောနော်အဲအဲ့လိုမျိုးအလွှာတစ်ခုနေနဲ့ရှိနေခြင်းအပြင်ကျမတို့ရဲ့အစာအိမ်နံရံကိုအာဒီလိုမျိုး acid တွေအစာအိမ်မှာရှိတဲ့ acid ရေပေါ့နော်အဲ့ဒီ acid တွေစားလိုက်တဲ့အစာစာတွေကြောင်းမလို့အစာအိမ်နံရံမှာထိခိုက်တာအာရောင်ရမ်းတာနှီးရဲတာပို့ပေါ့နော်အာဒါမျိုးတွေမဖြစ်ဖို့အကာအကွယ်ပေးတဲ့အလွှာပေါ့နော် mucus အလွှာအဲ့ဒီအလွှာမရှိတော့ဘူးဆိုရင်ဘာဖြစ်လဲဆိုတော့ကြတော့ အာအဲ့မှာအစာအိမ်နိုင်ရန်ကနေရဲတယ်ရောင်ရမ်းတာတွေဖြစ်လာမယ်အနာတွေဖြစ်လာမယ်ပေါ့နော်အစာအိမ်နိုင်ရန်မှာသွားပြီးတော့ထိခိုက်တာပေါ့နော်ဒါကြောင့်အစာအိမ်ကိုထိခိုက်တယ်သွေးယူတာတွေဖြစ်တယ်ဒါကြောင့်မလို့ဟိုကျမတို့တွေကဒီအစာအိမ်ဈေးတွေတောက်မယ်ဆိုလို့ရှိရင်အစာလေးစားပြီးမှတောက်ရမယ်အစာအိမ်ယောဂရှိလို့ရှိရဲအစာအိမ်အခုလိုမျိုးပေါ့နော်အစာအိမ်နေတာအစာအိမ်အနာရှိရမျိုးဆိုရင်လုံးဝတောက်လို့မရဘူး အာတာမန်လူဆိုလို့ရှိရယ်ဘယ်လိုမျိုးတောက်ရမလဲဆိုခုနပြောသလိုအစာစားပြီးမှတောက်ရမယ်နောက်တစ်ခုကကြတော့အာ proton pump inhibitor လို့ဟာမျိုးပေါ့နော်အဲဒီ omega ဆိုတော့လိုမျိုးဆေးပေါ့နော်အဲအဲ့လိုမျိုးဆေးတွေကကြတော့သူကကြတော့ဒီခုနပြောတဲ့အစာအိမ်ရဲ့အဆစ်အရေကိုထွက်တာကိုနည်းအောင်လုပ်ပေးတဲ့ဆေး အဲ့လိုမျိုးအစာအိမ်ဈေးနဲ့တွဲပြီးတော့တောက်တာမျိုးတို့ပေါ့နော်ဒါမျိုးလှုပ်လို့ရတယ်အဲဒီလောက်ဆိုလို့ရှိရင်တော့ဒီအစာအိမ်ဈေးတွေကအဲ sorry အကန့်ခဲပြောက်ဈေးတွေကအစာအိမ်ဈေးအပေါ်အစာအိမ်အပေါ်မှာပေါ့နော်ဘယ်လိုမျိုးအကျိုးအနေနဲ့တက်ရောက်တဲ့ဆိုတာလေးကိုသိသွားကြလိမ့်မယ်လို့ကြံပြပါတယ်ကိုယ်ပတ်ဝန်းကျင်ကသူတို့လည်းကြံလဲဝေမျှဖို့ရအတွက်ဒီ post တွေကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်အားလုံးပဲစမ်းမရှင်လန်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်ကြပါစေရှင်